ီနေရာကိုသူတို့ကလူတစ်ဆောင်တက်လာတယ်တကြကြီးကိုတိုင်ပြောတာပါတိုင်းတိုင်းမူနာတကြကြီးကိုတိုင်ပြောတာလူတစ်ဆောင်တော့တက်လာတယ်ဒီ၄၀ကိုရလို့ရအောင်နှိမ့်ဆုံး900တော့ပေးရမှာပဲဟောသူတို့လည်းတွေးထားပြီးသားတွေးထားပြီးသားအာအဲ့ဒါကိုသူတို့လုံးပါအဲ့ဒါကိုသူတို့ကသူတို့ကဒီပါစာတွေပေးဆက်ပြီးတော့ရောင်းယူมาလေ ကြံပေးခြင်းဒီပါစာတွေနဲ့ပတ်သက်လို့ပါစာမိသားစုတွေနဲ့ပတ်သက်လို့တချို့မိဘတွေကသူတို့သားတွေမပါရင်ပြီးရောဆိုပြီးတော့မှပတ်စံတွေပေးပေးတယ်ပေါ့ကွာအဲ့တော့ပတ်စံပေးလဲအချိန်ပါမှာပဲပေါ့နော်အချိန်ပါမှာပဲအဲ့တော့မင်းတို့ပြောပြပေးပါအောင်ပြောချင်တာကလူငယ်ပိုင်းတွေကတော့ဒီဒေါ်လာရေးပြီးသွားမှကိုယ်လည်းအေးအေးဆေးဆေးနေရမှာဒေါ်လာရေးကြီးကိုဝင်ဝင်ဒါမှမဟုတ်ဒေါ်လာရေးကြီးကိုစိတ်မပါဘူးဆိုရင်တခြားနိုင်ငံကိုသွားရင်သွားမြန်မာနိုင်ငံနေတော့ဒီပေါ်တာတော့ပါအောင်ပါအင်းအဲ့တော့ ေးလို့အဆင်ပြေမထင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီတက်လာတဲ့မြလူကမတည်စင်းတဲ့နေရာတွေတရတယ်မဖြစ်တဲ့နေရာတွေဖြစ်ရတယ်ဒီသားသူတွေမပြောင်းပါဘူးတို့လို့ဘာကြောင့်လဲဆိုတော့ဒီမဖြစ်နိုင်ပါဘူးဆိုတော့ဘာကြီးအဘကြီးခေါ်နေတာတော့မရဘူးကိုမတည်ပြီးရောဆိုတော့လူမျိုးကြီးတက်ပဲဒီနေရာရအောင်လုံးရအောင်တက် ခုအဲ့လိုခိုင်းနေသေးပဲရတော့ကျွန်တော်တို့လည်းသေးနေမှာပဲအမှစစ်တက်ထဲမှာရှိနေသေးပဲသေမှာပဲသေရတဲ့ကလည်းဒီပတ်သက်ကဒီလူတို့ကဘလောက်သူတို့ပေးနိုင်မှာမလို့လေလာသိင်ကြီးရအင်းဘုကလာသိင်ကြီးဖြစ်သွားပြီဟုတ်လားလာသိင်ကြီးဖြစ်နေပြီလေဘာဖြစ်လို့တိန်တောင်ဘလောက်အင်းတာရကြလေးရှိတယ်ဘလောက်တကယ်လို့ကျွန်တော်တို့ဒီမှာဂိုင်ခုလက်ရှိပါသားတွေကုံပြီဆိုလဲမင်းတို့ဒီတလောက်သဘောမှာ6000မပြောနဲ့6သိန်းပေးတော့မရဘူးခေါ်တော့မှာပဲအင်းအဲ့တော့ ဒီဒေါ်လာရဲ့တက်နဲ့ဒေါ်လာရဲ့တက်ဘက်ကိုလာခြင်းသိချတဲ့လူများလာခဲ့ကြဒီမှာတော့အေးဆေးသေးပဲညီကောင်မောင်နှမလိုပဲဆက်ဆံတယ်နောက်ဆုံးပြရှင်းရှင်းပြောရမယ်အသားရင်တဒုံစားရင်သူ့လက်တဒုံကိုလက်တဒုံဒါပဲပြီးဒီဘက်ဒေါ်လာအင်အားစုတွေမှာအရာရှိအကျက်စစ်တီခွဲခြားဆက်ဆံပြီးစားတော့နေရာထိုင်ရတော့ရှိလားရှိဘူးဟုတ် ်လည်းပြင်းကြီးပဲလေလည်းပြင်းကြီးပဲလည်းရည်တပြင်းကြီးဖြစ်မှာပေါ့ငါတို့ကလူတို့လူမြောက်ရေကိုလုံနေကြတာလေ तू ကဒီဒီလူမြောက်ရေကိုလုံနေကြတဲ့အခါမှာတို့ကတော်လန်ရင်းမလို့သာဒီတက်ရဲ့ပုံစံနဲ့ဖွဲ့စည်းထားပြီးအစစ်စစ်ကိုကင်မှုရှိနေတာသို့တော်လည်းပဲတို့လူကျင်တာကလူတို့လူမြောက်ရေဆိုတဲ့ကြီးမန်းချက်ကိုဖြစ်တဲ့အတွက်ကြောင့်မို့ဟိုအခွင့်အရေးလဲဒန်းတို့ပဲယူတာပေါ့ဘာဖြစ်လို့လဲဆိုတော့ငါတို့အားလုံးကတယောက်ကိုတသက်ပေးဆက်ထားတဲ့ကောင်တွေကြီးပဲဟိုလှုပ်တဲ့လုပ်ငန်းကမတူလို့သာနေရာထိုင်ခင်းမတူတာ အဲနည်းနည်းသက်သာတာနည်းနည်းပင်ပန်းတာအုံနောက်ပင်ပန်းတာလူပင်ပန်းတာဒါကွာတာပဲရှိတယ်ကျန်တဲ့ဟာကတော့ငါတို့လူလူလွမြောက်ရေးကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မိုးကျန်တာကတော့တန်းလူရှိသူပဲဖြစ်တယ်ဆိုတာမင်းတို့လည်းဒါအတွေ့ပဲအဲတချို့ကိုတချို့အရာကိုပြည်သူတွေရှိတာပေါ့ဗျာပြည်သူရှိရဆိုတော့လေသူရှင်မျိုးပေါ့ပေါ့တာသမီကိုချိန်ကြီးတော့လွတ်နေသေးတယ်ကိုရှိတဲ့မှာပါစားရရှိတယ်အပတ်စဉ်၈၉၁၁၁၁၂အားရရှိတယ်အားရမိသားသူသူတို့ လင်ယောက်ျားတို့မောင်တို့သားသမီးတို့မသေးသေးအဆက်သွယ်ရလို့ရှိရင်ဘလို့ခံစားရလဲဘလို့နေရလဲဆိုတာကိုမေးကြည့်ပါကျွန်တော်တို့တော်လိုင်းဘက်ကိုရောက်လို့တော်လိုင်းဘက်ကလိုက်ပြီးအပူပြောနေတာကတခုံးမှမရှိဘူးဟာမအဆက်သွယ်ရရင်မေးကြည့်ဘလို့နေရလဲဘလို့ထိုင်ရလဲဘလို့စားရလဲနောက်တန်းတော့မိပါတယ်မိမတယ်မေးမယ်ตาရေယောက်ျားရေထမင်းစားရကျွန်တော်မှစားနေတာပေါ့ဗျထမင်းမယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာအော်အမေတို့မိမတို့အမတို့ ထမဲဆိုမှာကိုလေအော်ဒါထမဲလားဆိုတဲ့အတွေ့အကြုံဝင်လာခဲ့အဲ့လောက်ထိကိုလည်းထားခဲ့တယ်ကျွန်တော်ကဘာအဲ့လိုကျွန်တော်တို့ကြတော့ကိုလိုမျိုးမြဲမြဲမြဲရှင်းလေးဆိုထွက်သွားပြီသူတို့မှနောက်မှသူတို့ကထမင်းချက်သားတယ်အာမြဲမြဲကိုတွေကိုကိုတိုင်ခံစားရကိုကိုတိုင်မြင်ခဲ့ရလို့ဒီစကားကိုကျွန်တော်ဒီအရှိန်အပေါ်ရင်ပြောရတာကျွန်တော်လုံးဆက်ခင်းပြောတာအကားတခုမှမရှိဘူးလုံးဆက်ခင်းပြောလို့ကျွန်တော်ဘဝအတွက်ဘာမှအကျိုးခံစားခွင့်မရှိဘူး ကျွန်တော်ဖြစ်တော့ကျွန်တော်ပြောပြတယ်ဟာပဲကျွန်တော်ရင်နဲ့အရှိအရှိတိုင်းပဲပြောတယ်အော်ဒီကောင်လေးကပြောမှာပေါ့ဒေါ်လာရင်းပဲရောက်သွားလို့လူကြကောင်လူကြကောင်မဟုတ်ဘူးအမှန်ကန်အမှန်အကိုတို့အမတို့ရှိတယ်အမမိသားစုတွေရှိမှာပဲဒီစမေပြင်ထွက်လာထိုင်မှာပါမှာပဲကျွန်တော်ကူပြောနေတဲ့စကားတွေကြားမှာပဲဟာသားသမီးပဲဖြစ်ဖြစ်လေယောက်ျားပဲဖြစ်မောင်မွားပဲဖြစ်ဖြစ်ဆက်သွယ်ရမေးကြည့်ဘလို့နေရဘလို့ခံစားရလဲဘလို့ဒီ ပါစာတရားကိုမသေးသေးအောင်ဘယ်လိုမျိုးတို့တိုက်ကြုံးနေအဲ့တော့စစ်ကောင်စီကမင်းတို့ဒီတင်တန်းကျောင်းတွေမှာမင်းတို့ကပျော်ရွှင်နေပါတယ်မင်းတို့တင်တန်းစင်ပွဲတွေပါတယ်နဲ့ခက်ခက်နာနာလုပ်ပေးရတယ်ဆိုမင်းတို့ကတော့ကြုံခဲ့ရဟုတ်တန်ရင်းမှာတော့ကြုံဦးတယ်တင်တန်းမှာတော့မကြုံဘူးอืมတော့တင်တန်းမှာတော့အဲ့လိုမျိုးခက်ခက်နာနာစိတ်ပါပါညာဦးကပျော်ရွှင်နေရတော့မင်းတို့ဟိုမကြုံအားလုံးညစ်နေတဲ့ကောင်တွေကြီးပဲညစ်နေတာပဲပြေးရဲ့ကောင်တွေများတယ်တန်တန်လေးတွေတော့ညစ်နေတာဟာတန်လေးက နောက်ဆုံးပြောပြမယ်ဗျာစကားဒါမှမဟုတ်နာမည်တော့မပြောချင်ပါဘူးဟုတ်တယ်မလားတူတော့လည်းမကောင်းဘူးဟိုကျွန်တော်ထွက်လာတဲ့ချိန်ကြီးအောင်မှာကျွန်တော်အမကျွန်တော်ထွက်မှာနှစ်ရက်လောက်လောက်ပါမယ်လိုက်မလားဘာညာနဲ့ခေါ်တယ်ကျွန်တော်ဟုတ်ဒါမဲ့သူတို့လည်းနားလဲဒီနေရာကိုသူတို့ကလူတထောင်ကိုတက်လာတယ်တကြကြီးကိုတိုင်ပြောတာပါတိုင်းတိုင်းမူနာတကြကြီးကိုတိုင်ပြောတာလူတထောင်ကိုတက်လာတယ်ဒီ၄၀ကိုရလို့ရအောင်နှိမ့်ဆုံး900ပေးရမှာပဲဟောသူတို့လည်းတွေးထားပြီးသားတွေးထားပြီးသားအာ ဲ့ဒါကိုသူတို့လုံးပါအဲ့ဒါကိုသူတို့ကသူတို့ကဒီပါစာတွေပေးဆက်ပြီးတော့ရောင်းယူมาလေနောက်ဆုံးကြတော့ဟိုဒီတော်လိုင်းဘက်ကလည်းဒီ၄ကိကိုပေးလိုက်ရတဲ့ line ပေါ်မှာညာထားတကယ်လို့ပေးရလို့ပေးရတာမှာပဲဒီဘက်ကလူသားဆန်သွားနေဒီအရှိကပါစာတွေမှန်သိလို့နောက်ဆုံးမတက်ချင်တော့ဖြစ်ဖြစ်နောက်ကိုဆုတ်ပေးရပဲရှိဒီဒီနေ့ရောက်လောလောနဲ့ပေးလိုက်ရဆိုတာမရှိဘူးကျွန်တော်တို့ဒီသလောက်ကိုကျွန်တော်တို့ပြောပြတာပါ အဲ့မဲ့တချို့ line ပေါ်မှာရှိသေးတယ်ဒီနေရာကိုဘလောက်နဲ့ပေးလိုက်တာလဲဒီနေမြေကသိန်းတော့ဘလောက်ကြတယ်အခုရပိုင်းလောက်နဲ့ပြန်ပေးလိုက်တာသာပဲတကယ်လားရပိုင်းတွင်းမှာပါကဘလောက်သေးလဲဟမ်အဲ့လိုမျိုးတိုင်းမူတို့တိုင်းမူနာဒီတက်ချက်ကြီးတွေကိုယ်တိုင်ရအောင်မင်းတို့အဲ့လိုပြောတာဒီနေရာကိုရဖို့အတွက်အနည်းဆုံးတော့ငါတို့900လောက်တော့ကျော်တက်လာတယ်900တော့ပေးရမှာပဲဟောအဲ့လိုမျိုးတွေးပြီးတော့အဲ့လိုမျိုးဒီတိုက်ပွဲအပေးမှာပေါ့အဲ့ဒါတို့ကပေးမှာပဲလေပေးမှာမို့လို့လည်းအခုခုလိုဖြစ်တာပေါ့ဟာနော်တော်တော်ရက်ဆက်တာနော် ဟမ်ဟုတ်လားအေးဘောလေဒီသူတို့မွေးထားတာသူတို့ကျွေးထားတာသူတို့လိုးကတော့ကတော့လိုးထားတာမှမဟုတ်တာဒူးမနာသားတွေဆိုတော့လေသူတို့လှုပ်ပြတာပေါ့တို့တို့ဟာတို့ပြည်သူတွေအတွက်ကတော့ဟုတ်ပါဗျာနော်ပါးသာတယောက်ဆိုရင်ဒီကောင်လေးဆိုပတ်စင်ဆက်တက်ပေါ့မလဲမဝဲလေးဒီစီးစက်ကနေပဲဖင်ပေါက်ထော်သွားတာအာဆန်နေပါနဲ့ပဲထားအဲ့တော့မိုးရွာထဲမှာဒီတိုင်းထားတယ်ဆေးထုံးမပေးသေးဘူးနောက်ဆုံးနှစ်နာရီကျော်လောက်ကြာမှာ ဟိုပြောနေပြောနေကျွန်တော်တော့ပြောခဲ့ပါတယ်ပြောရယ်အခုလက်ရှိချိန်ကလေဟုတ်ကောင်တော့အတောင်းပဲရမှာအမိုးရွာကြီးမှာတာလဘက်ကြီးနဲ့အဲ့လိုအုပ်ထားတယ်อืมကြီးထားလို့အမိုးလို့မင်းတို့ကြီးထားလက်တွေကြီးထားလို့ဒါပစနော်လို့အပစင်ဆက်တဲ့လို့သူတို့တန်နေတယောက်ဖြစ်ပြမယ်မင်းတို့ကြီးထားတယ်လို့ဟွာဟမှုအားလဲကြောင်းတူဝိုင်းစီတို့ဘိုးကြီးတို့လက်ထရောတိုင်းကွာဘလူးဆိုင်တီတက်လာအားကြောင်းမျက်နှာမြင်ကျွန်တော်တို့ပါးစားတွေဘွားအဲ့လိုမျိုးကွာနီးကွာပုံပြောပြတယ်သေပစေဘောဒီတရား ူအစီတော့လျော်လာကိုကြီးရယ်နောက်ဆုံးပြောပြရင်တော့ဗျာဒီပါစာတော့တယောက်ကိုသူကုပွေးကျင်စိတ်လည်းမရှိတော့ပါဘာလို့လဲဆိုတော့တိုးတော့ကတော်တော်လှုပ်ရှုပ်သွားကြီးဟောလှုပ်ရှုပ်သွားတော့လှုပ်ရှုပ်မခံတော့ဘူးเนาะလှုပ်ရှုပ်မခံရင်တော့ဘောမှာရှိဟာရှင်းတာရှင်းတာเนาะเนาะကြောက်ဖို့တော့ကောင်းတယ်เนาะ ဲ့တော့ကျွန်တော်တို့ပြည်သူလူထုလည်းဒါပတ်စတွေကိုယ်တိုင်ရင်ဖွင့်နဲ့ရင်ဖွင့်နဲ့ခံစားချက်တွေဖြစ်တဲ့ဒီညီလေးတွေကလည်းကျွန်တော်တို့နဲ့ဇက်တိုက်ထားတာတွေဘာတွေလည်းမရှိပါဘူးသူတို့ကျွန်တော်ရှီကိုရောက်လာပြီးတော့မှအဲသူတို့သွားကျင်တဲ့တရင်ကိုပို့ဖို့အတွက်ကျွန်တော်ရှီကိုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုမေးကြည့်တဲ့အချိန်မှာအင်းငါတို့ဒါမျိုးနောက်လူတွေမဖြစ်အောင်လို့ဒါမျိုးငါတို့ဟိုလူထုကိုအသိပေးမယ် နောက်လူတွေမခံစားရအောင်လို့အဲ့တော့တို့ခံစားခဲ့ရတဲ့မင်းတို့ခံစားခဲ့ရတဲ့ခံစားချက်တွေကိုနောက်လူတွေမခံစားစေချင်လို့မင်းတို့ပြောပေးပြောမလားဆိုတော့တို့ကလည်းအဲနောက်ထပ်လူတွေဒါမျိုးဝွကျွေးတွေမခံစားရအောင်ချိုးတင်ရှောင်ရှားလို့ရအောင်ဒါပြောပေးတာဖြစ်တယ်ကျွန်တော်တို့အဲကျွန်တော်တို့အနေနဲ့ပြောတယ်ဆိုရင်တော့တချို့ကကြတော့တိတ်အာဟိုတစ်ဖက်လူမို့လို့ပြောတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်လူမို့လို့ပြောတာမဟုတ်ဘဲနဲ့ကိုတွေ့ခံစားရတဲ့အဲညီလေးတွေပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီလက်ကလေးကိုအဆုံးသတ်ပါမယ်အဲ ဒီပါစာရဲ့မိသားစုဝင်တွေလည်းတချို့သားသမီးတွေကြာဆုံးတည်ဆုံးသွားပြီဆိုတာကိုမသိတဲ့သူတွေလည်းရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကမိဘတွေအနေနဲ့လည်းကျွန်တော်တို့ဒီစနစ်ကပြုပြင်တည်ထောင်မှရမှဖြစ်တဲ့ကြောင့်မို့ကိုယ့်ရဲ့သားသမီးတွေကိုဟိုကောင်းကောင်းထိသိမ်းနိုင်ပါစေလမ်းမှကမ်းမှကိုပြနိုင်ပါစေသူရဲ့ကောင်းသူရဲ့ကောင်းတွေရဲ့မိခင်ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်